သပင်ရှိတစ်ချက်တစ်ချက်ရန်လိုက်တာ ਨੇ ကာလာသားတွေကလုံးဝအမလီအဲ့တော့ကလေဒီတချင်းတွေပါလေ MDB မောင်းအဲသပင်ရှိနေလေတစ်ချက်လေးဝေးလိုက်တာဆိုတော့အဲ့ကျွေးစင်းကျွေးစင်းတယောက်ထဲပြေးလို့မရဘူးလူမြန်သမားဆိုတော့ဟုတ်တယ်မှန်တယ်ကျွန်တော်တယောက်ထဲရနေမှာတယောက်ထဲပြေးနေမှာပေါ့ရန်ကုန်မြို့တစ်မြို့လုံးပတ်ပြေးနေတော့ကမ္ဘာ ကျွန်တော်မှအခုချိန်ကြားလှနေတယ်အဲ့ဒါရင်စပြောဒီဇလန်ထဲမှာလည်းအဲ့လိုလှနေရတဲ့တယောက်ပေါ့လေဆိုတော့မမဒါရိုက်ရိုက်ရှင်အဓိကတော့မမတို့နဲ့စုံညင်တာပေါ့လေတအားစုံညင်တာဘလို့ဆောင်ရမလဲပဲစဉ်းစားနေတော့စုံဝင်ရတာကိုအရန်ဝမ်းတာတယ်ဘာလို့ဆိုတော့ကိုလေးစားအားကြခဲ့တဲ့အမရင်းနဲ့ ဒီလိုမျိုးတွေ့ရခွင့်ရတာကိုပြောပါပြောလိုက်ပါသားငငယ်လေးတွေကအားပေးတဲ့အားပေးတယ်အဲ့လိုငယ်တွေသပင်ရှည်တစ်ချက်တစ်ချက်ရန်လိုက်တာနဲ့ကာလာသားတွေကလုံးဝအမလီအဲ့တော့ကလေဒီတချင်းတွေပါလေ MTV မှာအဲသပင်ရှည်နေလေတစ်ချက်လေးဝေးလိုက်တာဆိုတာအဲ့ကွာကျွေးစင်းကျွေးစင်းမျက်ခုံးမျက်လုံးကလည်းဘာပြောကြလဲရှောက်ပြောဘူးချိန်တွေတားလာတယ်တကယ်ပြောတာဟုတ်တော့အမအောင်ဖုံးဆက်ကလေးကသူကအဲ့လိုမြောက်ပင့်ပြီးတော့သူကလာတာမှန်တယ်ကြတော့အဲ့လိုမဟုတ်ပါဘူးတကယ်လေတကယ်လေမဟုတ်မဟုတ်လို့လားဟုတ်တယ်အာ ဟုတ်တယ်လေဘလို့ကယ်မီမှာသူနဲ့အနီးကအနီးကနဲ့ဘောင်းလမ်းမြောက်ထိုင်ပြတာပေါ့အမှလွဲတာပေါ့အဲအဲ့ဒီမှာအကယ်မီမှာစတော့သူနဲ့နှစ်ယောက်သားခမန်းကြတာပေါ့ခမန်းကြတယောက်အောင်မှလည်းမဟုတ်ဘူးတယောက်တယောက်လေးယောက်ရှိတယ်တယောက်တယောက်စီမှန်းလိုက်တာအဲ့နှစ်ယောက်ရပါဟုတ်ကိုယ်မှန်းနှစ်ယောက်မရဘူးနောက်ကအမှ အလွဲမှန်းလိုက်ဆိုတော့ကွက်တီပဲအလွဲမှန်းလိုက်နောက်တယောက်ရအောင်ဒီဇလန်ကိုစစင်းစားတဲ့ကမပန်နဲ့စစင်းတယ်အဓိကကတော့ဒီမှာအမှုတစ်ခုရဲ့သုံနောက်ဇလန်သွားတဲ့နေရာမှာဇက်ကောင်တစ်ခုတစ်ခုစီပါကြတယ်မပန်အဲ့ထက်မှာ1 2နှစ်ပိုင်းပါအမှုတွေအမှုတွေမှာသူ့ဇက်ကောင်နဲ့သူရှိပြီးသားဒါပေမဲ့အမားအဲ့ထက်မှာနှစ်ပိုင်းပါတယ်မိုင်လူကြောင့်ရှိရဆိုတော့မပန်စိတ်ထဲမှာဘယ်လို ဆိုတော့ကိုယ်နဲ့ကြီးနေတဲ့သူကိုယ့်ရဲ့အမှုပညာရှင်တွေမောင်မားတွေသူ့ရဲ့ဘယ်လိုပုံမဲမိဘမောင်မွားတွေလိုပဲစိတ်ထဲမှာအဲ့လိုဖြစ်နေတာအဲ့ဒါတော့ဒါကိုလောက်ရမှဒီလောက်ရမှမဟုတ်ဘူးမမအကောင်းဆုံးဖြစ်အောင်တော့ဒါသူလက်တက်နိုင်တဲ့ဟာနဲ့အာမမလည်းဒါအစီအပြေမဲ့ဟာမျိုးပြီးတော့ရိုက်ပြီးအဓိကမပန်လို့အာလုတ်ခွေရတဲ့နေရာလုတ်ခွေရတဲ့နေရာလေးနေရရင်အကောင်းဆုံးတော့ကိုပါပါဒီပါပါလေးပဲဆိုရင်တော့ရိုက်နေလို့ မပန်မပန်လို့ထိအခုတော့မှအမမပန်အင်တာဗျူးဖြေမပန်တယောက်တည်းဖြေလိုက်ရတာပဲဒါပေမဲ့ဘာဖြစ်လဲစစ်နိုင်အောင်တန်းခေါ်တာကိုယ့်ရဲ့စိတ်ရင်းစိတ်လားမမတယောက်တည်းဖြေလို့ရတယ်ဒါပေမဲ့မောင်လေးကိုဒါသူလက်တွဲခေါ်တယ်ပေါ့မောင်လေးလာငါနဲ့လာဖြေနေဟိုမှာခဏရက်အဲသူကဆရာတော့နည်းနည်းလုပ်တယ်ကိုထက်ကြီးရဲ့လူလုပ်တာလုပ်လောက်လုပ်သွားရဲ့အဲ့လိုဘလို့တဘာဝရောစီနီယာရောဂျူနီယာရောစီနီယာဂျူနီယာဆိုတော့ကျွန်တော်ရုပ်ရှင်တိုင်းဝင်တာလို့ဖယ်ပြစ်လို့မရအောင်အဲ့တော့ကို့အမဆိုကြိုက်တာပြောကျွန်တော်အဲ့တိခံပြီးသားအဲ ဟိုတိမခံတာကိုကို level အောက်ကဆိုတော့တိတိမခံဘာလို့လဲဆရာဆရာလို့မကြိုက်ဘူးဟိုမှာကျတော့လုံးလို့ရလုံးလုံးလုံးဘာဖြစ်စိုးရတယ်အဲ့လိုအလုတ်ခံရင်လို့ခေါ်တာဟုတ်ရဲ့ဟုတ်ပြီဖြစ်လားဆက်လုံမလားကြိုက်တာလို့ကြိုက်တာလို့လုတ်ပြီးသားမလားမောင်လေးကလည်းအကူကြီးလိုတာကြီးတောင်းမှာတေးပါတေးပါရပါဒါပဲပြောက်တယ်ပေါ့ရပါရပါကိုကြီးကိုမောင်မလေးလိုပဲပေါ့အစစ်စစ်လုံးလုံးနဲ့အကုန်လုံးပျော်ပျော်ရွှင်ရွှင်အလုတ်လုံးရတာလေးကဟိုကောင်းနေရုံရုံတတလေးနဲ့ကြွကြွတတလေးလောက်ကြတယ်ဆို မမတို့အနုပညာအလုပ်ဆိုတာဘယ်တော့မှလေဟိုနောက်ကျတယ်ဆိုတာမရှိဘူးဘယ်တော့မှအချင်းကြီးဖြစ်သွားတယ်ဆိုတာမရှိဘူးအမမတို့ဆိုဥမာ VCD ရိုက်ခဲ့ VCD လေဒီနေ့ဒီချိန်ဒီကာရာအိုကေဆိုင်မှာဒီနေ့ဒီချိန်ဒီအဲ့ဒီအမမတို့ရုပ်ကလေးဒီနေ့ဒီချိန်ကြီးရှိတယ်အဲ့ဒါပါလေကိုလုတ်ခဲ့တဲ့အနုပညာတွေကအိုဟောင်းမသွားဘူးဆိုတာအဲ့ဒါအမြင်နဲ့အဲ့ဒါမှမဟုတ် ူးပညာလုပ်ပြီးဆိုတော့မှလုံနိုင်တဲ့လောက်လုံတဲ့လောက်မှစူးစမ်းလုပ်ချင်တယ်။ကိုအနုပညာရှင်ကြီးကိုမောင်မတွေနဲ့ဒါရိုးသားစွာနဲ့လက်တွဲပြီးမမမတည်တဲ့အချိန်ပေါ့နော်။မမလုံနိုင်တဲ့နေရာလေး လုတ်ခွင့်ရတဲ့နေရာတွေစူးစမ်းပြီးမှလုတ်ချက်တယောက်တည်းပြီးလို့မရဘူးနုမြာသမားဆိုတာဟုတ်တယ်မှန်တယ်ကျွန်တော်ဘယ်လောက်တိတိကျွန်တော်တည်တဲ့ပြိသက်တွေအခုမှမမောက်တည်တဲ့ပြိသက်တွေအခုပေါင်းလိုက်တော့ပူရသွားတာပေါ့ဟုတ်တယ်အတိကဒါကြောင့်လို့ကျွန်တော်တယောက်တည်းရနေမှာတယောက်တည်းပြီးနေမှာပေါ့ရန်ကုန်မြို့တမျိုးလုံးပတ်ပြေးနေကမ္ဘာတွေအမှန်တကယ်တော့ကျွန်တော်လုတ်လုတ်နေတဲ့အလုတ်ကလေကျွန်တော်ကအပြောနဲ့သွားနေရအမှားရဲ့ကုညီပါတယ်ကုညီပါဆိုတဲ့စကားလုံးကအခုချိန်ကြီးကျွန်တော်စီကမပြောက်ဘူးဘာလို့လဲဆိုတော့ကျွန်တော်မှမနိုင်ဘူးမနိုင်ဘူးမှာအမှုပညာကကျတော့လုတ်ချင်တယ်ငွေကြေးကကျတော့မနိုင်တဲ့ခါကျတော့ ခေါ်ချင်တာလေးအကုန်လုံးလက်ချင်တာလေးသိရမှာအဲ့ဒီခံစားချက်ကိုအပြင်ကကြည့်နေတဲ့လူကတော့ပေါ်ပယ်လို့ထင်ကောင်းထင်နေမြဲဒါပေမဲ့လောက်ရတာကငါအမပြောတယ်မလွယ်ဘူးလုံးဝမလွယ်ဘူးအခုဖြတ်တန်းလာတဲ့15နှစ်မှာလေးတစ်စက်မှမနာရသေးဘူးလူလည်းမနာဘူးအုံးတော်လည်းမနာဘူးအလုပ်လည်းမနာဘူးနားတာနဲ့ပျောက်သွားမှာဟုတ်တယ်မှန်တယ်နားတာနဲ့ပျောက်သွားမှာအဲ့တော့အပျောက်ကိုမခံနိုင်ဘူးဝါသနာပါလို့လှုပ်လာတာအမှုပညာကိုပေါ်ပင်ဖြစ်ချင်လို့မဟုတ်ဘူးဟုတ်တယ်အဲ့တော့စက်ကြိုးစားအောင်ပါပါ